နွယ်ထိတွေ့ဆက်ဆံနေရသူများမှမွန်ကြီးအလိုက်သိတော့လူကြီးလူကောင်းများချီလားဆိုတော့မဟုတ်နိုင်လေဒီအတွက်ဖြစ်နိုင်ပြီဆိုရင်နွယ်စေခန့်ရှိကဒေါက်တာခင်ဦးနွယ်ခွဲစိတ်ထုကုဆရာဝန်ပြည်သူစေယုံမြေလမ်းမြို့ဆိုသည့် signboard လေးရဲ့အောက်မှာ signboard ကြီးကြီးတစ်ခုထပ်ရေးချိတ်ဆွဲထားလို့သည်မူရစ်သေးစာတောက်စားပြီးစေခန်းထဲမဝင်ရစေခန်းထဲဝင်ရင်မမူရအင်ဂျီဟင်းလင်းဖြင့် ကိုအိမ်ကိုပြန်လာတယ်လို့ပုံမျိုးဖြင့်စေခန်းတွင်းမဝင်ရစေပညာအကြောင်းပြလဲမလိုအပ်ပဲနှိုက်နှိုက်ချွတ်ချွတ်မဆွေးနွေးမတိုင်ပင်ရအစာရှိသဖြင့်လက်ထက်ခဲ့ဖူးသောမိမတယောက်တွင်အသက်30အရွယ်သည့်တကိုဒီဘဝမှာဆက်လျှောက်ဖို့ဘာကြောင့်များစုံးနေရပြန်သည်မသိခင်ဦးနယ်ဤခင်မွန်ဟောင်းကတက်ရှိထင်ရှားဖြစ်နေသေးသည်ကိုထက်တွက်ချင်ကြသည်ထင်၏မုတ်ဆိုးမတယောက်ရဲ့ဘဝလိုမတင့်တယ်နိုင်သောတစ်ခုလတ်ဘဝနှင့် ခင်ဦးနွယ်တက်ဆိုင်လာလိမ့်မယ်ဟုမေမေဖေဖေတို့ရဲ့တမိပြိုဘွားကတော့နွယ်လင်းအချားမင်းမပြိုလေးများလိုပဲဘယ်လိုတွေးထင်ခဲ့မိမှလဲနွယ်ကိုမောင်စိတ်မချနိုင်တော့ဘူးဟုသော စကားပန်းပွင့်အစိတ်တင့်ကအိမ်ထောင်ကျစောမိခဲ့သည့်အဖြစ်ကလေးတစ်ခုညတာပါပဲစွပြက်နှွေးထွေးသောအချစ်နှစ်မင်းနွယ်ဘွားကိုပုံမှန်လေးနှစ်ချောင်းချလိုက်နိုင်သည်မဟုတ်ခဲ့အချစ်နောက်ဆက်တွဲစာမျက်နှာများက အချစ်မဲ့စွာခါးသီးထူထဲလှခဲ့သည် ယုံစားအားကိုးဖွယ်အားထားဖွယ်အချက်ဆိုတာသူ့ထံမှာမစွဲတည်နိုင်ဟုနားလည်သိရှိလာခဲ့တော့စင်ကာရစ်စစ်ခဲ့ဟုဝန်းနေကြည်ခွဲရမယ့်အချိန်တွေလည်းလွန်ခဲ့ပြီးအလွမ်းလာလျင်အနာနှင့်တားကအနာကိုအလုတ်တွေနှင့်ကုစားတက်ခဲ့ပြီးမြဲမှာစီပူးစရာအလုတ်လုတ်စရာစီယုံအလုတ်တွေလည်းများလှသည်ရန်ကုန်စီယုံကြီးမှာလက်ထောက်စရာဝန်အဖြစ်ရှိစဉ်ရန်ကုန်ရှိစီယုံတိုင်းကိုနှွေရောက်ဖြစ်သည်မြေလက်ရောက်တော့နှွေရဲ့ post မှာလက်ထောက်စရာဝန်သာဖြစ်၍နှွေအေးပေါ်ဂျူတီလှဲ့ကိုလည်းယူခဲ့ရသည် ဆရာဦးအောင်မြင်ကဒေါခင်ဦးနွေကတော့ on call မယူလဲရပါတယ်ဗျာကျန်တဲ့ AS တွေယူပါလိမ့်မယ်ကိုဟန်တင်တုံးကလည်းမယူပါဘူးဟုဆိုခဲ့ပေမယ်ရပါတယ်ဆရာကျမယူပေးရစီနွေတောင်းယူခဲ့လေသည်နွဲကိုနွဲအလုတ်တွေဖြင့်ဖြည့်စည်းထားခြင်းသည်ဓာကန်ရသောနွဲအလုတ်ကိုအလွန်တတိထားခဲ့သလိုနွဲဘဝကိုလည်းအစဉ်တတိရှိစွာနေခဲ့သည်ဘဝပေးအတိကြောင့်နွဲမှာအစဉ်အယံသင့်ခံစစ်ပြင်ထားသည်နှင့် နယ်ကတော့ထိုးစစ်ဆဖို့စိတ်မကူခဲ့ပါဘူး။ဒုစိတ်ကတိတ်ယိုသားတယ်။တငယ်ချင်းဆရာဦးမတူကပြောဖို့ဒီသူမကတော့ပွင့်လင်းရဲတင်းသူပဲ။တို့မှာစန့်ကျင်ဘက်လိန်ဆိုတဲ့အမှတ်သားမျိုးမရှိဘူးမိမနဲ့ယောက်ျားတနာပေမမပါပဲတသက်လုံးအဖို့တဟဲလို့တွဲသွားလို့လည်းရနိုင်တာပဲမောင်ရင်းနှမတွေလို့ပွန့်ပွန့်လင်းလင်းပေါ့လိုက်လျောစရာရှိရင်လိုက်လို့ရမှာပေါ့စိတ်ကရိုးသားရင်ပြီးတာပဲဟန်ဆောင်ရတာပင်မှန်ပါတယ်သူ့ယူဆနဲ့သူပဲလေ တစိမ့်ပြင်းပြင်းလူယောက်ကြားတယောက်နဲ့လူမိန်းမကိုခွဲခြားမြင်တတ်ရင်ကိုမရိုးသားတဲ့စိတ်ပဲလားဆန့်ကျင်ဘက်လိမ့်ခုအမှတ်မထားသည့်ထို့သူအမှတ်မထားခြင်းကတူညီသွားတတ်စေခဲ့သည်မှမဟုတ်ပင်မောင်ရင်းနှမလိုသဘောထားလဲမောင်ရင်းနှမဖြစ်လာနိုင်သည်မှမဟုတ်တာနွေကတော့အရေမကူးခြင်းအမျိုးသားလူနာရဲ့နောက်ကလိုက်ပါလာတော့အမျိုးသမီးရဲ့မျက်လုံးကြည့်ကိုမြင်ုံဖြင့်နွေကောင်းထဲတွင်အချက်ပေးခေါင်းလောင်းတန်လေးများမြည်လာခဲ့ပြီး ထိုခါမျိုးမှာထိုမျိုးသမီးအမျိုးသားအတွက်10မိနစ်15မိနစ်ခင်ဝင်တဲ့အချိန်ပို့ပေးရတတ်ပါသည်။နှွေရဲ့အလုပ်ဖြစ်ကသူ့ရဲ့ကျန်းမာရေးပြဿနာဖြစ်နေသောအကြောင်းတရားကိုအမျိုးသမီးတို့အထူးပြုလို့ရှင်းပြခဲ့သည်။သူမနှင့်စကားရင်းနှီးစွာပြောသည်။ဒီနေ့သူကြည့်ရတာဘယ်လိုနေလဲ။ဝေဒနာတက်တာပုံရရဲ့လား။အမျိုးသားလူနာကိုစံတက်ရင်ကသူမကိုသာယောဂအခြေအနေမေးဖြစ်သည်ဆောင်းရန်ရှောင်းရန်ကျမ်းမာရေးပညာပေးများကိုအမျိုးသမီးတို့ရှင်းပြဖြစ်သည်သူတို့နှစ်ဦးကြည်ကြည်နက်နက်ထွက်သွားကြသောအခါတွင်မှ နှွေသည်နားလေသောအပြုံးဖြင့်ပခုံးကိုတွန့်ချင်မိလေ၏တခါတည်းရန်မိမချင်းနားလေရဖို့ကပူခက်ခဲနေတတ်ပြန်၏မိမချင်းမို့ပိုလို့မစားနာနိုင်သောအဖြစ်မျိုးလည်းရှိတတ်သေးသည်နှွေကဘယ်လိုရိုးသားစွာအလုံလုံနေသည်ပင်ဖြစ်ပေမယ့်အမျိုးသမီးရဲ့မျက်လုံးအမြင်ကကြင်မြောင်းလာခဲ့သောအခါနေဒေါက်တာကျမလုပ်ပေးမယ် နွေရဲ့အကျင့်ပါနေသောလက်များကအလွန်မြန်ဆန်စွာလူနာရဲ့ရှက်ရင်ကြီးကိုဖယ်ရှားတော့မည်အပြုအမျိုးသမီးကအလူရဲ့ကြည်သည်ဖြုတ်ပေးခဲ့သည်လူနာရဲ့ဝမ်းမိုက်ပြင်သို့လက်တင်တော့မည်ဆက်စင်ဘိုက်ကဘာမှမဖြစ်ပါဘူးဒေါက်တာဟူသောအသံဆူးရှက်ရှကိုကြားပြန်လေ၏နွေမျက်လုံးအကြည့်များကို"သူမမလိုလား"သောအရက်သို့ရောက်ရှိမသွားအောင်သူမရဲ့မျက်လုံးအကြည့်များဖြင့်ဖမ်းချုပ်ထားတတ်လေသေးသည်ထိုအမျိုးသမီးနှင့်တော့နွေလူနာကိုဘယ်လိုကုစားပေးရပါတော့မလဲ။ ူမျက်လုံးတွေဝါနေသလားမျက်ခမ်းအတွင်းသားဖြူနေသလားသိချင်တယ်ရှစ်လက်ကလေးနဲ့မျက်ခွန်ကိုပြင်ပေးပါသူ့အသေးကြီးနေသလားသိရအောင်ဗိုက်ရဲ့ညာပေါ်ဘက်ကိုဆမ်းပေးပါလားတရရွဲ့အချိန်နေသိရအောင်ဘယ်အပေါ်ဘက်ကိုဆမ်းပေးလိုက်ပါအောင်ရှင်ဆန်းလိုက်တော့လူနာမျက်နှာအခြေအနေဘလို့ပြောင်းသွားတယ်လဲ။နာကျင်ရှုံ့မဲ့သွားသလား။အသက်ရှူလိုက်သလား။ကျမစဉ်းစားလို့ရအောင်ပြောပြပေးပါလားဟုစပွဲတစ်လုံးမှာငြိမ်ငြိမ်လေးထိုင်မျက်စိစုံမိထားသောစမ်းတက်နေဖြင့်ကုသရောမည်လားမသိ။ ခင်ဦးနွယ်စီတူညီတူတို့ဖေဖေကိုဒီလိုမျိုးတွန့်တိုစွာမအုပ်ထိန်ခဲ့မိဘူးကွယ်ဒီလိုစိစက်လုံချုံစွာမသိမ်းစီခဲ့မိလို့များသူကပျောက်ရှာခဲ့သည်လားဟုသူမလိုအမျိုးသမီးလေးမျိုးနှင့်တွေ့တော်အခါနွယ်တွေးမိရတတ်သည်သို့ပေမဲ့နွယ်ကချက်တော်ဇနီးတဲ့တူဒါဖြစ်လို့ခဲ့သည်ပါယောက်ျားတယောက်ကိုအိမ်ထောင်ထဲမှာချထားတာတစောင်းစောင်းရှိနေရမည်အိမ်ထောင်မှုလို့ဇနေးတဲ့ဘဝမျိုးကိုတော့မမက်မောချင်ပြီ ထို့သူတို့ကိုစည်းရုံသို့သာလာစေခဲ့တော်သည်စေခန်းတွင်တွေ့ဆုံခြင်းကတိတန့်ကိုရီကိုတာဆန်လာပြီးစည်းရုံတွင်တွေ့ဆုံခြင်းကတော့အလုတ်တဘောဆန်လေသည်စည်းရုံမဟုတ်ပဲစေခန်းတွင်သာပြချင်းခဲ့နေတော့နှွေရိတ်ခွဲစိတ်မှုတွင် အာကိုရသောလက်ထောက်ဆရာကိုတူဦးထံလွှဲလိုက်လိမ့်မည်ခွဲစိတ်ကုသချိန်မှာနှွေကိုယ်တိုင်ခွဲစိတ်ကုသပေးဖို့ဝန်မလေးပေမဲ့သူ့ကိုစေခန်းမှာနေစဉ်စောင့်ကြည့်ပေးရဖို့တော့ဝန်လေးမိခဲ့သည်ဖြစ်ပြီးဝမ်းမအေးမီသူ့မျိုးသားယောဂါကတော့ຫນွယ်ကြည့်ပြီး ပျောက်သွားမှာပါပဲအမျိုးသမီးမှသာယောဂါတစ်မျိုးရလာနေဦးမယ်မြေလက်ရောက်လို့နှစ်နှစ်လောက်ကြာတော့အတွေ့အကြုံတွေလည်းရိုးလာကမမအီမီနဲ့ရေမောစရာလို့ပြောမိခဲ့လေသည်အရွယ်ငယ်နေသေးတာသိဆိုးတာပဲနော်အလုတ်ကိုလည်းຫນွယ်စိတ်တိုင်းကြမလုံနိုင်အောင်အဟန့်တားလေးတွေကရှိနေတတ်သေးတယ်ຫນွယ်ကအရွယ်ရှိတုန်းຫນွယ်လုံနိုင်တုန်းမှအလုတ်တွေအများကြီးလုတ်ချင်တာသားတွေအတွက်စီးပွားကိုလည်းရှာထားခြင်းနဲ့သူတို့လူလားမြောက်ဖို့နဲ့ပညာရေးကလည်းရှိသေးတယ်လေ ကတိလင်တာဖြစ်တုန်းကဖြစ်ခဲ့ဘူးတော့အဲ့ဒီလိုမျိုးနောက်တစ်ခါကြုံရမှာကြောက်မိတယ်မမအီမီရဲ့နွယ်သည်မမအီမီနှင်းတော့ဟန်ဆောင်သောမျက်နှာတီတီတင်းတင်းစကားနဲ့နဲ့နှင့်မနေလိုပင်နွယ်ဘဝကိုနားလေဆုံးသောသူနွယ်လှုပ်တင်ဆရာဝန်ဘဝမှာမမအီမီနှင်းရန်ကုန်ပြည်သူစည်းရုံးကြီးခွဲစိတ်ကုသဆောင်တစ်ခုတွင်ဆုံခဲ့ဖူးသည်မြေလက်တွင်မမအီမီလိုနွယ်ခင်မင်ကိုးစားနိုင်သူတူရှိနေခြင်းကနွယ်အတွင်းအင်အားတရက်ပါပင် အထုကုဆရာဝန်တယောက်ရဲ့ဟန်မန်များမရှိတော့ဘဲစိတ်ပြက်လက်ပြက်ကြီးရှာသောဒေါခင်ဦးနွယ်ကိုနော်အေမီကတတိလဲပေးရင်လို့မမကအရွယ်ငယ်ုံတင်မဟုတ်ပဲလှလဲလှနေသေးတယ်လေကျင်နာစွာဆိုတော့ခါခင်ဦးနွယ်မချစ်တိပြုံးမိရလေဤနွယ်အားနားလည်မိသူကိုမမအီမီတယောက်ထက်ပိုလို့မျှော်လင့်မထားမိခဲ့ပြီ အခွန်ဦးစီးဌာနမှဝန်ထမ်းဖြစ်သောခင်မွန်းတဲ့တမီလေးတယောက်နဲ့အေးချမ်းသည့်မိသားစုကိုမမအီမီပိုင်ဆိုင်ထားခဲ့သည်။နှဲ့လိုအိမ်ထောင်ရေးအဆင်မပြေသူအမျိုးသမီးတယောက်ဘဝအားမမအီမီနားလေသည်ကိုပဲနှွဲကကျေးဇူးတင်လာပါပြီ။ဆရာဦးအောင်မြင့်နဲ့ဒေါက်တာမမောင်အေးတူတူတို့အပေါ်တူတူတို့ရဲ့နှဲ့အပေါ်နားလည်မှုကိုမူများစွာမျှော်လင့်မထားမိခဲ့ပေ။မျှော်လင့်သည့်ထက်စော၍မြေလက်စည်းုံတွင်နှဲ့အောင်မြင်ခဲ့ခြင်းမှာအလုခွင်တွင်အဆင်ပြေချုံးမွေသောပံ့ပိုးမှုများကြောင့်ပါပဲ။နှဲ့အလုတွင်မရမနာလုံနိုင်ခဲ့လေသည်။ နှွေဘဝဒီဒေါက်တာခင်ဦးနှွေရဲ့အလုပ်ကိုမထိခိုက်စေရနှွေကခံယူထားသည်တာမန်ဖြစ်တတ်သောအမှားယွင်းမျှကိုပင်နှွေနှွေကိုနှွေခွင့်မပြုနိုင် ခင်ဦးနှွေသည်ပြက်ပြားခဲ့သောအိမ်ထောင်တစ်ခုရဲ့အင်ရှင်မှာသားတို့ရဲ့မိမိအဖြစ်ခွဲစိတ်ကတင်ထက်ကလူနာများကိုခွဲစိတ်ကုသနေခြင်းမဟုတ်ခင်အလွန်အလုပ်ကြိုးစားသောအလွန်ကျွမ်းကျင်သောပေါ်ရမှုလုံးဝမရှိသောခွဲစိတ်အထုကုဆရာဝန်တူအဖြစ်လူနာများကိုခွဲစိတ်ကုသပေးနေသူသာဖြစ်စေရမည်ပင် ခွဲစိတ်ခန်းဝင်ဝစ်စုံအထက်များအောက်ကနှွေရဲ့တခါကနှလုံးသားရေးရာကိုကြာတိခဲ့ရင်ခင်ဦးနှွေကိုမယုံနိုင်သလိုအကြည့်များကမျက်နှာရည်များစွာပေါ်မှာအထင်သားပေါ်လွင်လာခဲ့၏ထိုအရေးအယံကိုနှွေခွဲစိတ်ကုသပျောက်ကင်းစေခဲ့လို့လူနာနှင့်သက်ဆိုင်သူတွေမျက်နှာမှာထင်ဟပ်လာတော့ပီတိရိတ်များကဲ့သို့ပင်တံမိုးဒန်းတူထားခြင်းသည်နယ်ဘဝကိုအလုတ်ထဲမှာပဲမြုပ်နှံထားခဲ့သည်ဆေးုံဆေးခန်းကလွဲလို့နယ်ပြင်ပတို့ထွက်ခဲ့သည် လူမှုရေးပွဲလမ်းများမှရှောင်ရှားဖို့အလုံနှင့်ပတ်သက်သောအကြောင်းပြချက်တွေကမြင့်မာအမြဲတစေအစဉ်တင့်ပြီဆရာဝန်ကြီးဒေါခင်ဦးနွယ်ဟုလက်မှုထားသောဖိတ်စာများမှအစုဆောင်ဝါဒနာကြီးလှသောညီသူလေးစုဆောင်တင်းစီဖို့သာဖြစ်ခဲ့သည်ညီသူကအစုဆောင်ကောင်းနေသည်သူ့ဖိဖိအမည်ဒေါက်တာခင်ဦးနွယ်ဟုပြောတတ်ပေမယ့်အဖေဖြစ်သူစီစာမမှန်ရေးတတ်သူမှလည်းညီသူပင်ပြန်စာများကိုနဘက်စင်တက်လို့တင်းစီသည်သူ့ဖိဖိထံမှစာများတွင်ညွဲ့ကိုသူစေးချောင်းစေးချောင်းသားပထမနှစ်မှာ ချစ်ရည်တူခဲ့တယ်လို့ယုံကြည်ညှဉ်းနှူးစေမိချစ်ချင်းမြတ်တာစကားတွေဖြင့်နူးညံ့နေမိပါပဲညီသူရဲ့ဗီဒီယိုကိုဖွင့်ပြီးလို့အစာအိမ်ပေါ်ကထိုလက်ရည်ကိုနည်းမြင်မိလေတိုင်းဝေဒနာတစ်မျိုးကဝိတက်ရိုက်ခတ်လာနေသေးမြဲပြီစီသူက ကလေးတင်တဲ့ကဗျူဟာလေးဖြင့်သူ့ဖေဖေစာသူ့မိမိကိုလာပြတ်တက်သေးသည်သားတို့မိမိကအိမ်ထောင်တစ်ခုကိုဥဆောင်ပြီးသားတို့အတွက်ရုံးကန်နေရတော့ဖေဖေစဉ်းစားမိတိုင်းစိတ်မကောင်းဘူး ။ตาတို့မိမိဟာနမည်ကြီးတလောက်ကုခြေတော့ဘောကိုရက်တီနိုင်တဲ့တကယ့်မိမတယောက်ပါပဲ။သူတယောက်ထဲနဲ့ตาတို့ရဲ့စာဝတ်နေရေးပြည့်စုံအောင်စူးစမ်းဖြည့်ဆည်းနေခဲ့တာဖိဖိကယူနာတက်မိပါတယ်။ตาတို့ဖိဖိကိုခွင့်လွှတ်နိုင်ပါစေ။သားတို့ဖဖေရဲ့ရက်ရောတဲ့အကျဉ်းနာဂိယူနာများကလည်းအံ့ဩစရာပါပဲ။သူပြစ်ခွာထွက်သွားစဉ်ကတော့နှွေဘဝကဂိယူနာတက်မိစရာပဲ။အကယ်၍ဂိယူနာတက်ချင်ခဲ့ရင်ပေါ့လေ။ အချိန်တိုအတွင်းမှာနွယ်ဇုတ်ရောစိတ်ပါကြဆင်းသွားခဲ့သည်ခေဦးနွယ်ကိုမငဲ့ရင်တော့တားရည်မျက်နှာငဲ့ညာဖို့တောင်းပန်တိုးရှိုးခဲ့စဉ်ကတော့တနာကျင်နာချင်းမြူတမုံစာပင်ရွင့်ဝဲကြမလာခဲ့ကြက်တီးသွားသောစီပွားရေးကြောင့်ကလေးထိမ့်ပင်မထားတော့နိုင်နွယ်စီယုံသွားမှာစီတုကိုကြောင်ပို့ဖို့ညီတုကိုနေကလေးထိမ့်ပို့ဖို့ကလေးနှစ်ယောက်နဲ့ဘတ်စကားတိုးဖွင့်စီးခဲ့ရသော ကာလများကတော့သူ့ဖေဖေအတွက်နွယ်သည်တနာစရာမဖြစ်ခဲ့ဘူးထင်ပါရဲ့နွယ်ထက် ကိုရိုနာကိုတိုင်မောင်း၍အလုတ်တင်ဆရာဝန်တင်နန်းလာဆင်းသောမေတ္တနာကိုသာစီသူတို့ဖေဖေကတနာမြတ်တာပို့ခဲ့သည်။နှွေတို့တတိတခြားစီဖြစ်ကြသောနှစ်တွင်ပင်နှွေခွဲစိတ်ကုသဘွဲ့လွန်ဆံမွေးဝဲဝင်ခွင့်ဝင်ရောက်ဖြစ်ဆိုသည်။နှွေအောင်မြင်ခဲ့လေ၏။ဘွဲ့လုံးနှစ်နှစ်ကိုမမေတို့အိမ်မှာပြန်တက်ပြန်နေရင်တက်ခဲ့သည်လွယ်နှစ်သားတွေရဲ့ဘဝကအမှောင်မကျနေခဲ့တော့တာပဲရောင်နေလင်းလာခဲ့သည့်အခါမှာသားတို့ဖေဖေသည်နှွေတို့ကိုဘာကြောင့်များတနာစိတ်တွေဝင်လာရပြန်သည်မသိ အကယ်၍ခင်ဦးနယ်ကသူ့စိတ်ဖြင့်ဘဝရီပြိုပြက်ယူရင်းခွဲစိတ်ကုဘွဲ့လွန်တက်ဖြစ်ဖို့ထားပါရပြီသားဆရာဝန်ဘွဲ့ကိုပင်အသုံးမချနိုင်တော့လောက်စိတ်သက်တွင်ချုပ်ရင်းပြက်ပြားမြီစီသူညီသူတို့ကလည်းအမေရဲ့စက်မှတ်မှုအောက်မှာပညာရေးထူးချွန်ကနှစ်စဉ်ထူးချွန်စုယူနိုင်မြီအခြေအနေမျိုးမရှိခဲ့လင်ခင်ဦးနယ်တို့သားမိတွေကိုဒီလိုလူဒီလိုမျိုးတနာရဲပါမလားတွင်တွေးကြည့်ချင်နေမိသည်မိလေသည်သူတို့ယောက်ျားတွေရဲ့တနာကျင်တာစိတ်ဆိုတာလည်းတမျိုးပါပဲလား ဒါဒီတာသူဖေဖေစာရီနှင့်ပတ်သက်သောနှွေရမှတ်ချက်လေးစီသူညီသူဖို့တော်သူတို့ဖေဖေကအဝေးတနေရာတွင်ရှိသည် သူတို့ကိုချစ်နေသည်ဆိုသည့်အတိလေးဖြင့်သူတို့ဘဝလေးများနှွေထွေးလုံခြုံနေပါစေတော့တို့ကြောင့်မင်းသားတို့ကိုတန့်စင်အေးမြသောမေတ္တာရင်ွေလည်းမပီးရင်ကျေးလိမ်မာအောင်စက်မှတ်ပဲ့ပြင်ရမှာလည်းမပါဝင်စောင့်ဝင်နေရအတွက်လည်းမပူပင်ရတော့သူတို့ဖေဖေနှင့် စီသူညီသူတို့အချက်တဲနေကြသည်များကိုခင်ဦးနယ်မနာလိုဝန်တိုမဖြစ်ပဲနေလို့ရလေသည် တို့ပြပြရဲ့ဖောင်းပွားနေသောအခန်းများကိုလည်းဝေဖန်မပြဘဲနေနိုင်ခဲ့လေသည်။နှွေရောက်ခဲ့သည့်နှင့်နှွေဦးတွင်ဖြစ်သည့်မြေလက်တစ်မြို့လုံးကစိတ်ဝင်စားကြသောအလှအခမ်းအနားတစ်ခုရှိခဲ့လေသည်။စီယုံဦးကြီးဦးအောင်မြင်ဖခင်ကြီးဦးပြည့်၏အသက်80ပြည့်မွေးနေ့အထိမ်းမှတ်ပွဲပြီ။မြို့လေကဦးပြည့်ပိုင်နှစ်ထပ်တိုက်တလုံးတွင်တန်ငါအပား80တပါးကိုစွန့်ကပ်လှူလျက်ထိုတိုက်ကိုမြေလက်စာကြီးတိုက်ဖြင့်မြို့နယ်သို့ပေးအပ်လှူဒါန်းမှဖြစ်သည်။ စည်းရုံတုံလုံးကဝန်ထမ်းများຫນွေတယောက်ကလွဲလို့ရွှေမြင်ရေးဖိတ်စာလေးများရခဲ့ကြလေသည်ခုစည်းရုံအတိုင်းဝိုင်းကတက်ရောက်ဖို့အားခက်နေကြသောပွဲနှင့်ပတ်သက်၍ဆရာကရေးနှုတ်ပိတ်ရင်ကုန်နေသောအခါຫນွေအနေရခက်ပါလေသည် အခြားဆရာဝန်ဆရာမများသည်လည်းဒီပွဲအကြောင်းနှွေရှိတွင်မဆွေးဝန်းကြရှာခက်လိုက်သည်ဆရာဦးအောင်မြင်ပေအလှရဲ့နေ့ဆုံးကတ်လူအပြည့်တွင်တော့ຫນွေအိမ်တို့အလှထမင်းလျာတွင်ကားမောင်းသူနှင့်အပိုလွတ်လေသည် လက်ဆောင်ဝင်ကတော့ဓမ္မစာအုပ်လေးများနှင့်အတူတန်ဃာရီစုံဖုံးပေးပြပြချင်းပို့ရမယ်လို့ဆရာကမှာထားတာစီသူညီသူကိုတော့ဆရာကြီးသူရန်အောင်ရန်အောင်တို့ကကားနဲ့လိုက်ခဲ့ဖို့မှာလိုက်တယ်။နှွေအရေးအခြေကိုကြည့်နေတော့တားနှစ်ယောက်ကဒီတော့မှအဝတ်အစားပြေးလဲကြရရှာသည်။သူများမိသားစုစုံကြီးတက်ရောက်ကြတော့ပွဲတွေကိုတက်ရောက်ဖို့နှွေစိတ်တည်နှွေမနိုင်သေးသည်ကတားတို့ကိုပါလူမှုရေးပြင်ပရအောင်ပို့ထားသည်နှင့်တူတော်၏။ နယ်ပထမဆုံးအကြိမ်တွေးမိရလေသည်နယ်ပါသားတွေနှင့်အတူ ထို့အလှူတို့ပိုက်သွားခဲ့ရောဆရာဦးအောင်မြင့်အပါဝင်စီယုံတယုံလုံးကဝမ်ပန်းတသာကြိုဆိုခဲ့ကြသည်နယ်ကဒီလောက်ထိတော့တစ္ဆာဆိုထားတာမှမဟုတ်ပဲမမအီမီရဲ့ကုဆရာနဲ့တက်ဆိုင်တဲ့ပွဲပဲတက်မှာပေါ့ခုတော့တခြားလူတွေနယ်ကိုအားနာပြီးအနေရခက်နေကြတာကိုပဲနယ်ကလည်းပြန်အားနာနေမိတာပါဆရာကလည်းတစ်ခါတစ်ခါအတော်ခွာကြတယ်မမအီမီကခွဲစိတ်ခံထဲမှာပင်တဟားဟားရည်သည်တမျိုးတွေ တွေးကြည့်ပြန်တော့ဒီလေຫນွေလူမှုရေးပွဲလန်းတွေရှောင်းတာကိုဆရာကနားလည်မှုရှိတာသိရတယ်။ຫນွေဘဝအနေထားကိုပါနားလည်တဲ့သဘောပေါ့။အဲ့ဒီလိုဆိုတော့လေຫນွေလှုပ်လှုပ်ရတာပူအားရှိလာရတယ်လို့ပါပဲ။မမရေမမကိုတို့စီးုံတစ်ခုလုံးကနားလည်ကြပါတယ်။ ဥမမောင်အေးနဲ့ဒေါ်ကျူကျူတို့ဆိုရင်လည်းမမကျေးဇူးဘယ်လောက်ကြီးရဲဆိုတာပြောလို့မဆုံးဘူးသူတို့ဘယ်စည်းရုံမဲရရောက်မမရဲ့ training ကောင်းကောင်းရထားတာမျိုးကြောက်စရာမရှိဘူးလို့တောင်အမြဲပြောနေကြပါတယ်တို့အားလုံးကမမစီရင်နာနဲ့မမပညာသာမမရဲ့ကိုယ်ပိုင်အရေးချင်းအကြောင်းမကောင်းတဲ့ကံကားတော့မမတတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးဆိုတာနားလည်ထားကြတာပါပဲဟုတ်ပါတယ်လေဒါကြောင့်လဲနွယ်မြေလက်မှာအလုပ်လုပ်ရတာတိတ်ကိုအဆင်ပြေပါတယ်မမောင်အေးနဲ့ကျူကျူကိုလည်းနွယ်ကကျေးဇူးတင်တာပါပဲနွယ်တင် जा ပြေးပြီမဲ့သူတို့ကခံယူခြင်းဥမလေး နွယ်က training ပေးရတာလဲဝါသနာပါတော့အဲ့ဒါတခုလောက်ရတာကပဲနွယ်ကိုနွယ်အလုတ်ရှုပ်ပေးနိုင်တာတမျိုးပေါ့သူတို့ကလည်းကုကြလို့တာနွယ်လူနာတွေဒီလောက်အများကြီးခွဲစိတ်ကုသပေးနိုင်ခဲ့တာပါအားလုံးကနားလေကြလို့နွယ်ဒီလောက်ထိအဆင်ပြေပြေရပ်တည်နိုင်တာပါပဲနွယ်အောင်မြင်သည်ဆိုသည်ကစီးရဝန်တန်းများအားလုံးရဲ့အထောက်ပံ့ကြောင်းပါပဲမမအီမီတယောက်သားနွယ်ကိုနားလေဖို့မျှော်လင့်ခဲ့ပေမယ့်အားလုံးကအထိုက်လျောက်နားလေပေးကြသောအခါနွယ်စီးရုံရဲ့စေနာကိုတန်ဖိုးထားမိရလေသည်စေနာရီအပြန်လှန် ရှက်လေကအလုတ်လုတ်ကြရသည်ကဂျီနူးပွင်စီးုံတို့ခင်ဦးနယ်ဂျူတီဝင်လာတိုင်းအတန်းတစ်တက်ဆနေ့ကြောင်းသားတူဦးလိုရင်မာတစ်လင်က တက်ကြွနေတက်စမြင်စီးုံမှာအစင်မပြေသည့်နေ့ဆိုရင်နှွယ်မှတ်မိလောက်အောင်တရက်မှမရှိခဲ့မနှစ်မိုးကြကာလအထိမမောင်အေးနှင့်ဂျူဂျူတို့ဆရာဝန်ဇနီးမောင်နှံပြောင်းရွှေ့မသွားမီအထိနှွယ်ဘဝကအခြေတကျငြိမ်သက်သောကံရည်ပြင်မမှာဆိုကြပါစို့လေ ကျူကျူနဲ့မမောင်အေးတို့ပြောင်းရွှေ့သွားပြီးနောက်ပထမဆုံးပြောင်းရွှေ့ရောက်ရှိလာသောလက်ထောက်ဆရာဝန်မှာဒေါက်တာရင်မျိုးပဲဘွဲ့လွန်တက်ရောက်နေခဲ့ပြီးမြေလက်စည်းုံတွင်အမိသာရှိပြီးလူမရှိသောဒေါက်တာမြင့်ဦးကတင်နန်းဌာနစုပြောင်းရွှေ့ခွင့်ရသွားခဲ့သည်ဒေါက်တာမြင့်ဦးနေရာပြောင်းရွှေ့ရောက်ရှိလာသူကဒေါက်တာရင်မျိုးဖြစ်လေ၏သူရောက်ခဲ့ပြီး6လခန့်သာမြေလက်စည်းုံမှာစုံလိုက်ရသည်တိထက်တာကြကြစုံဖြစ်ခဲ့ရင်လည်းခက်တော့မယ်နှွယ်ကြီးချင်မိခဲ့ရလေသည် နွယ်နှင့်ဒေါက်တာရင်မျိုးကိုဆရာဦးအောင်မြင့်ကသူယုံခန်းထဲမှာဆုံတွေ့မိတ်ဆက်ပေးခဲ့သည်မမောင်အေးကျူကျူလက်ထောက်ဆရာဝန်ဆောင်တွဲပြောင်းရွှေ့သွားခဲ့၍ခွဲစိတ်ကုသဆောင်မှာကုမြင့် AS မရှိနွယ်တယောက်တည်းအလုပ်တွေပြနေခဲ့သည်ထိုအလုပ်များကိုခਿੱတထားရစ်ကဆရာဦးအောင်မြင့်ယုံခန်းသို့နွယ်လာခဲ့ရပြီဒါကတော့စာကျင်ဒေါက်တာခင်ဦးနဲ့ပါဒေါက်ခင်ဦးနဲ့ဒါကျွန်တော်တို့စီးယုံကိုဒေါက်တာမြင့်ဦးနေရာရောက်လာတဲ့ AS ပဲဒေါက်တာရင်မျိုးပါနွယ်က ဟုတ်ကဲ့ဟုပြုံးဆက်ပြုံးနှုတ်ဆက်တော့အခါဒေါက်တာရင်မျိုးဆိုသည့်ဆရာဝန်ကနှွေကိုပြုံးရောင်ဖြင့်အကဲခတ်နေခဲ့သည်သူကအရက်၅ပေ6လက်မခန့်ရှိမှဖြစ်လျက်ရုပ်ရည်ကယောက်ျားပီတာချင်ပေမဲ့မျက်နှာပွန့်ရောင်ရောင်နေသလိုပဲမျက်လုံးမိုးအစ်နေသောသူ့ကိုခင်ဦးနှွေကလည်းအကဲခတ်နေခဲ့မိလေသည်ကိုခန္ဓာကြီးခိုင်သည်သူနှွေကိုကြည့်ရင်ရုပ်တရက်ရေမောလိုက်သောအခါနှွေမှာလက်မင်လက်သွားခေယမိချင်၏ စာချင်းဟုတ်လားအလွန်ရှားပါးတဲ့မိမစာချင်းတယောက်နဲ့စီးုံတစ်ခုတည်းအတူလောက်အမှအထူးပဲဝမ်းသာမိပါတယ်ခင်ဗျာ